ရုပ်ရှင်သမိုင်းခေတ်ဆက်ဆက်ဇလန်းဆိုတဲ့အကြောင်းအရာများကိုဘူတုဒ္ဒရရွယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကဲစတင်လိုက်အောင်ရုပ်ရှင်တွေကရုပ်တည်းပေါ်ပေါက်လာမှုပေါ့။နယံပေါ်ကအရေးတွေပြားသက်တွေကနေကုမ္ပဏာနဲ့ဖန်တီးထားတဲ့နောက်ခံပုံရိပ်တွေအထိရုပ်ရှင်တွေကအစင်းစင်တိုးတက်ပြောင်းလဲလာခဲ့တာပါ။ရုပ်ရှင်တွေဖြစ်ပေါ်လာမှုသမိုင်းကြောင်းနဲ့ရုပ်ရှင်ဆိုတာဘလောက်တော့အံ့ဩစရာကောင်းတဲ့အရာတစ်ခုလဲဆိုတာကိုသိရှိသွားတာနဲ့ခင်ဗျားလေးတို့ဒီရုပ်ရှင်တွေကိုပို့ပြီးရှင်းတက်လာမှသိကြပါဗျ။ လူသားတွေကအရှင်တွေကိုဖမ်းယူပြီးအလင်းအရေးအတန်ခံစားချက်ဇလန်းတွေကိုပုံပေါင်းတစ်ခုနဲ့ထည့်သွင်းပေါ်ပေါ်နိုင်ခဲ့ကြပြီးတော့ရာသူနှစ်တစ်ခုကျော်ကြာအောင်ဒီမော်ပညာကိုအသုံးပြုပြီးဖျော်ဖြေခဲ့ကြတယ်။စိတ်တက်တွေလှုပ်ဆော်ပေးခဲ့တယ်။ရပန်ရန်ကာမှာတော်လန်ကြီးတွေကိုတောင်စတင်ခဲ့ကြပါဗါး။ကဲဒီနေ့မှာတော့ရုပ်ရှင်လောကရဲ့ပြည်စုံတဲ့သမိုင်းကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ ရုပ်ရှင်တွေပေါ်ကင်ကမြင်လဲပြခွက်တွေပဲရှိပါသေးတယ်။1800ပြည့်နောက်ပိုင်းကာလတွေမှာဇိုအီထရုတ်နဲ့ပန်နာကစ်စတိုစကုပ်လိုမျိုးကိရိယာတွေကလှုပ်ရှားမှုနဲ့တူအမြင်အာရုံကိုဖန်တီးပေးတဲ့လှဲ့ပတ်နေတဲ့ဘိန်းတွေသာဖြစ်ခဲ့ပါတယ်။အခုခေတ်မှာတော့သိပ္ပံပညာပြပွဲကစီမံကိန်းတစ်ခုလိုထင်ရပေမဲ့အဲဒီခေတ်တုန်းကတော့ဒါသူတို့ရဲ့ဖြောပြေးရေးပုံစံပါပဲ။တချိန်ထဲမှာပဲတောမက်အဒီဆင်ဟာကနေဒိုစကုပ်လိုမျိုးကိရိယာတွေကိုတိဆောက်ခဲ့ပြီးအဲဒီကိရိယာတွေတဲကိုချောင်းကြည့်ရင်ဇလန်းတူလေးတွေကိုကြည့်ရှုနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာအက်ဒီဆင်နဲ့သူ့ရဲ့လက်ထောက်ဝီလျံဒစ်ဆင်တို့ဟာကနေမက်ဒူဂရက်လို့ခေါ်တဲ့မှတ်တမ်းတင်ကင်မရာမျိုးစားအစ်ကိုထုတ်ဖော်ပြသခဲ့ပါတယ်ဒါကိုကမ္ဘာပထမဆုံးရုပ်ချင်းကင်မရာတွေထဲကတစ်ခုဖြစ်ကြကြပြက်ပြက်တိမှတ်ပြုထားကြပါဗါတယ်။အဲ့ဒီချိန်တုန်းကဘဒူမဒါကိုဘလို့တော့အမှန်တိတိကျကျမသိခဲ့ကြပါပဲ။ဒါဟာဘဒူမမမြင်ဘူးသေးတဲ့အရာတစ်ခုဆိုတာကိုတော့သိခဲ့ကြပါဗါတယ်။ အက်ဒီဆင်နဲ့ဒစ်ဆင်တို့ဟာပထမဆုံးရုပ်ရှင်ကင်မရာတွေတက်ကတခုကိုဖန်တီးခဲ့ကြတယ်လို့လူသိများပေမဲ့အမှန်တကယ်အလှည့်ပြောင်းတခုကတော့1895ခုနှစ်မှာပြင်သစ်ညီကိုနှစ်ဦးဖြစ်တဲ့အကူနဲ့လူဝီလီမီယဲတို့ကကင်မရာတလုံးထောင်ပြီးဘူတာယုံနဲ့ကိုရထားဝင်လာတာကိုရိုက်ကူးခဲ့ပါတယ်။ပြီးတော့ပိတ်သက်တွေကိုဖန်သားပြင်ပေါ်မှာပြသခဲ့ပါတယ်။အဲ့ဒီရုပ်ရှင်တို့ကတော့ Robert O Train Electro Deck Station ဖြစ်ပါတယ်။ဒါကိုပထမဆုံးရုပ်ရှင်ကားတွေကတခုအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ဒန်နာရီယာပိသက်တွေကယထာကဖန်သားပြင်ကိုထိုးဖောက်ပြီးထွက်လာတော့မယ်လို့ထင်ပြီးအော်ဟစ်ပြေးလွှားခဲ့ကြတယ်လို့ဆိုကြပါတယ်။ဒါအမှန်တကယ်ပဲဖြစ်စေရုပ်ရှင်ဒန်နာရီတသက်ပဲဖြစ်စေရုပ်ရှင်တွေဟာအံ့ဩစရာကောင်းတဲ့အရာတွေဆိုတဲ့ခံစားချက်ကိုတော့ဖန်ယူပြသနိုင်ခဲ့ပါတယ်။ပြီးတော့မှမြင့်လက်စရာကနေရုပ်ရှင်ဖန်တီးသူဖြစ်လာတဲ့ဂျိုဂျူမီလီယက်ပေါ်ထွက်လာခဲ့ပါတယ်။သူကရုပ်ရှင်တွေကိုလက်တွေ့ဘဝကိုပြသတဲ့နီလန်တစ်ခုအဖြစ်မဟုတ်ပဲလက်တွေ့ဘဝကနေလွတ်မြောက်ဖို့နီလန်တစ်ခုအဖြစ်မြင်ခဲ့ပါတယ်။ သူ့ရဲ့ထောင်ကူအတခုနှစ်ထွက် Attract to the Moon ရုပ်ရှင်မှာလက်နဲ့ရေးဆွဲထားတဲ့ဇက်ဝင်ကန်းတွေပုံရိပ်ပေါင်းစပ်မှုများစွာနဲ့လားရဲ့မျက်လုံးထဲမှာဒုံးမြန်တခုစိုက်ဝင်နေတဲ့နာမည်ကျော်ပုံရိပ်တွေပါဝင်ခဲ့ပါတယ်။ဒါဟာဘဝရဲ့မှတ်တမ်းတခုသို့မဟုတ်ဘူဒာယုံနဲ့ကိုရထားဝင်လာတာကိုမှတ်တမ်းတင်ထားရုံသက်သက်မဟုတ်ပါဘူး။ဒါဘဒူမမမြင်ဘူးသေးတဲ့ရုပ်ရှင်ဇလံပြောပြခြင်းတမျိုးဖြစ်ခဲ့ပါတယ်။အရှိကန်အုတ်မြစ်တွေချပြီးတဲ့နောက်မှာရုပ်ရှင်တွေဟာရွေလျားနေတဲ့ပုံရိပ်တွေတသက်မှုတော့ပဲဇလံတွေဖြစ်လာခဲ့ပါတယ်။ 1930ပြည့်နှစ်တွေရောက်တော့ရုပ်ရှင်တွေဟာကိုပိုင်အတန်ကိုရှာတွေ့ခဲ့ပါပြီ။စကလုံးရပြောရရင်ဒိုက်တာတွေဟာဂီတတွေပုံရိပ်တွေတက်တက်နဲ့ရှုပ်ထွေးတဲ့ဇာတ်လမ်းတွေကိုဘယ်လိုပြောရမလဲဆိုတာသင်ယူနေကြပါပြီ။ပြောဆိုဆွေးနွေးမှုတွေမရှိဘူး၊ပြောတဲ့စကလုံးတွေမရှိဘူး၊တေးဥဆောင်မှု၊ရိုက်ကူးမှုပုံနဲ့ခန်းစားချက်တွေသာရှိပါတယ်။အဲ့ဒီလိုနဲ့အကျော်ကြားဆုံးပုံကိုယ်တွေကတဦးဖြစ်တဲ့ရှာလီရှက်ပလင်ပေါ်ထွက်လာခဲ့ပါတယ်။ရှက်ပလင်ရဲ့ဇက်ကောင်ကတခန်းထဲမှာတင့်ကိုရီမောစေနိုင်တယ်လို့ငိုကြွေးစေနိုင်ပါတယ်။ City Lights ရုပ်ရှင်ထဲမှာသူဟာမျက်မမြင်ပန်းသေးမလေးတယောက်နဲ့ရှစ်ကျွမ်းဝင်ခဲ့ပြီးနောက်ဆုံးတော့သူမကသူ့ကိုပထမဆုံးအချိန်မြင်လိုက်ရတဲ့အခါခံစားချက်တွေကိုသကလုံးနေမပါပဲခံစားမိသေးပါတယ်။ပြီးတော့ရုပ်ပိုင်းဆိုင်ရာဟာသားနဲ့တေလူနီဘာစွန်သားဂန်းတွေရဲ့သခင်ဖြစ်တဲ့ Buster Keaton လည်းရှိခဲ့ပါတယ်။ The General Sherlock JR တို့ဟာရည်ရွယ်ကောင်းအောင်တာမက Engineer ဆိုင်ရာအံ့ဩစရာတွေလည်းဖြစ်ခဲ့ပါတယ်။ Green Screen မပါဘူး။အာမခံလက်မမပါဘူး။ဇက်ဝင်ကန်ရိုက်ကူးဖို့အတွက်သူ့အသက်ကိုစွန်စားရတဲ့တေဥဆောင်တူးသာရှိခဲ့ပါတယ်။ ပြီးတော့ DW Grief ရဲ့ The Vat on Nation ရဲ့နီးပညာပိုင်းဆိုင်ရာထူးချွန်မှုကိုလည်းလေ့လာရှုလို့မရပါဘူး။ဒီရုပ်ရှင်မှာပြဿနာများစွာရှိခဲ့ပေမဲ့ခင်မီတိဖြည့်ခြင်းကိုတတ်မှတ်ပေးခဲ့တဲ့ Crockettin နဲ့ Close X လူမျိုးနီးစနစ်တွေကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဒါဟာရုပ်ရှင်လက်တွေ့ဆန်မှုအတွက်အမှန်တကယ်အခြေခံအုတ်မြစ်ဖြစ်ခဲ့ပါတယ်။တချိန်တည်းမှာပဲဂျာမနီမှာ The Cabinet of Dr. Kelligai လိုမျိုးရုပ်ရှင်တွေကရုပ်ရှင်လောကကိုစိတ်ပိုင်းဆိုင်ရာထိတ်လန့်စရာပြပွဲတစ်ခုအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။ လိန်ပတ်နေတဲ့ဇက်ဝင်ကန်တွေပကြီဆွဲထားတဲ့အရေးတွေဒါဟာဂျာမန် expand နေစဉ်ရန်ဖြစ်ပြီးရုပ်ရှင်တစ်ခုရဲ့ပုံမှန်သဏ္ဍာန်ကဇက်ကောင်ရဲ့အတွင်းစိတ်ကဘာကိုပေါ်ပြနိုင်နေဆိုတဲ့အကြောင်းအရာတစ်တစ်ခုကိုပြောပြခဲ့ပါတယ်။အတန်တိတ်ရုပ်ရှင်တွေကရုပ်ရှင်အားမြင်လဲတစ်ခုထက်ပိုတယ်ဆိုတာကိုသက်သေပြခဲ့ပါတယ်။ဒါဟာပုံရိပ်ဘာသာစကားတစ်ခုဖြစ်ခဲ့ပါတယ်။1928ခုနှစ်ရောက်တော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။ The Jazz Singer ဟာရုပ်ရှင်ရုံတွေကိုထူခြားတဲ့ဇာတ်ကားတစ်ခုနဲ့ရောက်ကြည့်လာခဲ့ပါတယ်။ Wait a minute. Wait a minute. You ain't heard nothing yet. ဖွင့်နေမလားတဲ့ဒါဟာအမှန်တကယ်အတန်ပါဝင်တဲ့ပထမဆုံးရုပ်ရှင်ကဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်ကလူများစုကဒါကိုတော်ကီလို့ခေါ်ကြပြီးပိတ်သက်တွေကလုံးဝအသေးခိုက်သွားခဲ့ကြတယ်လို့ဆိုပါတယ်တညာတည်းနဲ့ဟောလိဝုဒ်ကအတန်တိတ်ကနေအတန်ထွက်လာခဲ့ပါတယ်မျက်နာမူရနဲ့သေုပ်ဆောင်ခဲ့ကြတဲ့သေုပ်ဆောင်တွေကသူတို့ရဲ့အတန်နဲ့သေုပ်ဆောင်ရတော့မှာဖြစ်ပါတယ်ရုပ်ရှင်သမိုင်းအပြောင်းလဲမှာတချို့ကတော့လိုက်ပါနိုင်ခဲ့ကြပြီးတချို့ကတော့မလိုက်ပါနိုင်ခဲ့ကြပါဘူးအမှန်တရားကတော့ဒါကကမောက်ကမဖြစ်ခဲ့ပါတယ် စတူဒီယိုတွေဟာဇက်ကုန်တွေကိုပြင်ဆင်ပြီးအတန်လုံခန်းတွေတည်ဆောက်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီကမောက်ကမတွေကနေရုပ်ရှင်ဇလံပြောပြခြင်းရဲ့ခေတ်သစ်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ဂီတဆွေးနွေးခန်းနဲ့ပတ်ဝန်းကျင်အတန်တွေကစိတ်ခံစားမှုဆိုင်ရာတည်ရောက်မှုကိုမြင့်တင်ပေးနိုင်တဲ့ခေတ်သစ်တစ်ခုပေါ့။အဲ့ဒီလိုနဲ့ရုပ်ရှင်တွေကလက်တွေဘွားနဲ့တူအောင်အတန်ထွက်လာခဲ့ပါတယ်။1930ပြည့်နှစ်တွေကနေ1950ပြည့်နှစ်တွေအထိစတူဒီယိုစနစ်ပေါ်ထွက်လာခဲ့ပါတယ်။ MGM, Warner Brother, Paramount လိုမျိုးကုမ္ပဏီတွေဟာမူလအဖြစ်ရုပ်ရှင်စက်ယုံတွေဖြစ်ခဲ့ပါတယ်။ သူတို့မှာတေယုဆောင်တွေဒါရိုက်တာတွေဇက်ခုနေနဲ့တချို့ကိစ္စတွေမှာရုပ်ရှင်ယုံနေပါပိုင်ဆိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီခေတ်ကပဲဂွန်ဝစ်သဝင်းကာဆာဘလကာနဲ့ The Weather Device လိုမျိုးညင်းမရတဲ့ကဏ္ဍဝင် ရုပ်ရှင်ကားတွေကိုလည်းမွေးထုတ်ပေးခဲ့ပါတယ်။ Ocean West လိုဒါရိုက်တာတွေကနယ်နိမိတ်တွေကိုတွန်းအားပေးခဲ့သလို Humphrey Bogart နဲ့ Judy Garden လိုကျယ်ပွင့်တွေကလည်းအိမ်တိုင်းသိတဲ့နာမည်တွေဖြစ်လာခဲ့ပါတယ်။နောက်ကွယ်မှာတော့ Studio တွေကရာအလုံးကိုထိန်းချုပ်ခဲ့ပါတယ်။ ဒါရိုက်တာတွေကစာချုပ်အောက်မှာရှိနေခဲ့တယ်တရုတ်ဆောင်တွေမှာကိုပိုင်သုံးဖြတ်ခွင့်မရှိခဲ့ဘူးဇက်ညွန့်တွေကိုလိုအပ်ချက်နဲ့ကန့်ညီအောင်ဖန်တီးခဲ့ပါတယ်ဟောလီဝုဒ်ကတောက်ပနေပြီမဲ့စိတ်ယုံတစ်ခုသာဖြစ်ခဲ့ပါတယ်ပြီးတော့ Citizen Kane ပေါ်ထွက်လာခဲ့ပါတယ်၎င်းကိုဖန်တီးခဲ့ဘူးသမျှအကောင်းဆုံးရုပ်ရှင်လို့မကြာခဏဆိုသူခေါ်ဝေါ်ကြတာက၎င်းရဲ့ဇလန်းကြောင့်နေမို့ပဲပိတ်သက်တွေဘယ်တော့မှမမြင်ဘူးတဲ့ရုပ်ရှင်ရိုက်ကူးရေးစနစ်ကြောင့်လည်းဖြစ်ပါတယ် Ocean West နဲ့ရုပ်ရှင်ရိုက်ကူးသူ Greg Tolan တို့ဟာ Defocus ထူးခြားဆုံး low angle နဲ့ long takes တွေကိုဘယ်သူမှမမြင်ဘူးတဲ့ပုံစံမျိုးနဲ့အသုံးပြုခဲ့ကြပါတယ်ပုံပေါင်းတိုင်းကိုဇလန်းကိုအထောက်အကူပြုဖို့ view to site ပုံဖော်ခဲ့ပြီးရုပ်ရှင်ဖန်တီးသူတွေဟာကင်မရာကိုလေ့လာသူတက်တက်ထက်ဇလန်းပြောသူအဖြစ်ဘလို့မြင်နေဆိုတာကိုပြောင်းလဲပြစ်ခဲ့ပါတယ်။ဒါဟာဒီနေ့ထိကျွန်တော်တို့အသုံးပြုနေသေးတဲ့ပုံရိပ်ဘာသာစကားကိုဖန်တီးပေးခဲ့ပါတယ်။ဒါပေမဲ့ Hollywood ကသူ့ရဲ့ပုံရိပ်ကိုပုံမကောင်းမွန်အောင်လုပ်ပြီး Empire ကိုတိဆောက်နေချိန်မှာပြပမှာပို့ပြီးတိတ်ဆိတ်တဲ့တော်လိုင်းတစ်ခုဖြစ်ပေါ်နေခဲ့ပါတယ်။ ုတိယကမ္ဘာစစ်ပြီးမှအီတလီနီယိုရီယယ်လစ်ဇမ်ပေါ်ထွက်လာခဲ့ပါတယ်။ဆွေရဲ့ပျက်စီးဆုံးရှုံးမှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ဖြစ်ပါတယ်။ဘိုင်စကေတီးနဲ့ရိုမီအိုဘန်စီတီလိုရုပ်ရှင်တွေကဟောလီဝုဒ်ရဲ့ဆွဲဆောင်မှုတွေကိုစွန့်လွတ်ပြီးလက်တွေ့ကျတဲ့နေရာတွေနဲ့ကျွမ်းကျင်မှုမရှိတဲ့သေုပ်ဆောင်တွေကိုအသုံးပြုခဲ့ပါတယ်။ဇာဝန်ခံတွေမရှိဘူး၊ကျယ်ပွင့်တွေမရှိဘူး၊လူတွေရဲ့ဇလန်းတွေသာရှိပါတယ်။ဂျပန်မှာအကီရာကူရိုဆာဝါဟာယနေ့ထိ ရုပ်ရှင်လောကရဲ့လွှမ်းမိုးမှုအရှိဆုံးပုံကိုယ်တွေကတဦးဖြစ်သတ်မှတ်ခံထားရပါသေးတယ်။သူဟာမြင်ကွင်းပိုင်းဆိုင်ရာတိကျမှုနဲ့ကိုကျင်တရားဆိုင်ရာမော်ကွန်းတွေကိုဖန်တီးခဲ့ပါတယ်။ရက်စလွန်မွန်ဟာရှူတော့အမှန်တရားနဲ့အမှတ်ဉာဏ်တွေကိုကစားခဲ့ပါတယ်။ Seven Samurai ဟာ Kimmy Action ရုပ်ရှင်တွေအတွက်အရှိခံအုံမြင့်ရှာပေးခဲ့ပြီး The Magnificent 7ကနေ Star Wars အထိရာအားလုံးကိုလှုပ်ဆော်ပေးခဲ့ပါတယ်။ဒါတွေကနိုင်ငံခြားရုပ်ရှင်တွေတက်တက်မှုပါဘူးဒါတွေကကမ္ဘာလုံးဆိုင်ရာအသံတွေဖြစ်ပြီးရုပ်ရှင်က အမေရိကန်တွေအတွက်တသက်မှုပဲကမ္ဘာလုံးဆိုင်ရာလူတိုင်းအတွက်ဖြစ်တယ်ဆိုတာကိုသက်သေပြခဲ့ပါတယ်။အခုဆိုရင် ရုပ်ရှင်တွေမှာအတန်ဒီပါလာပြီးကျဲပွင့်တွေရှိလာပြီးဇလန်းတွေရှိလာပါပြီ။ဒါပေမဲ့တခုခုတော့လိုအပ်နေသေးတယ်။တက္ကနီကာလာပေါ်ထွက်လာခဲ့ပါတယ်။ရုပ်ရှင်ဖန်တီးသူတွေက1930ပြည့်နှစ်ဒီဂရီကရောင်တွေနဲ့ဆန်းသက်ခဲ့ကြပေမဲ့1936ခုနှစ်ရောက်မှနာမည်ကျော်ရုပ်ရှင်နဂါကခလုတ်ကိုဖွင့်ပေးခဲ့ပါတယ်။ Gone with the Wind နဲ့ The What's That Bus လို့ရုပ်ရှင်နှစ်ကားစလုံးဟာပြည်ဝတဲ့အရောင်တွေနဲ့ဖန်သားပြင်ပေါ်ကိုပောက်ကွဲထွက်လာခဲ့ပြီးပိတ်သက်တွေကိုအံ့ဩစေခဲ့ပါတယ်။ထူးသဖြင့် Dorothy က Spear တုံးအိမ်တွေကနေထွက်လာပြီးတောက်ပတဲ့ Off Speed တွေကိုရောက်လာတဲ့အခါမှာပေါ့ဒါအသွင်ပြင်းတစ်တခုတွေမဟုတ်ပဲခစ်တစ်တခုဖြစ်ခဲ့ပါတယ်။ The What's That Bus ကတကားကိုဖွင့်ပေးခဲ့တယ်ဆိုရင် The Red Shoe ကတကားကိုဟောင်းလောက်ပေါက်ဖြစ်အောင်လုပ်ပစ်ခဲ့ပါတယ်။ 1948ခုနှစ်အတွက်ဒီဘဲလေးဒရမာကအရောင်ကိုအသုံးပြုရုံသာမကလက်နက်ဖြစ်တော်အသုံးချခဲ့ပါတယ်။အရောင်တွေကစိတ်ကံစားမှုဖြစ်စေနိုင်တယ်၊ထူဆန်းနိုင်တယ်၊ဇက်ကြောင်းရဲ့တစိမ့်တစ်ပိုင်းဖြစ်နိုင်တယ်ဆိုတာကိုသက်သေပြခဲ့ပါတယ်။ပကြီးကားတစ်ချက်အသက်ဝင်လာတာကိုကြည့်နေရသလိုပါပဲ။အဲ့ဒီချိန်ကစပြီးရုပ်ရှင်တွေမှာအရောင်ကိုအသုံးပြုပုံကိုပြောင်းလဲပစ်ခဲ့ပါတယ်။တက္ကနီကာလာကပုံရိပ်တွေကိုမြင့်တင်ပေးုံသာမကဒါရိုက်တာရဲ့အဝတ်အစားဇက်ဝင်ကန်ဒီဇိုင်းနဲ့စိတ်ခံစားချက်တွေကိုပြောင်းလဲပစ်ခဲ့ပါတယ်။ ရုတ်တရက်ဆိုသလိုရုတ်ရှင်ဖန်တီးသူတွေကရောင်ကိုပြသဖို့အတွက်တွင်မို့ပဲခံစားရဖို့အတွက်ပါအသုံးပြုနိုင်ခဲ့ပါတယ်။1950ပြည့်နှစ်တွေရောက်တော့အဖြူမဲ့ရုတ်ရှင်တွေကိုခင်းနှောက်ကြတယ်လို့သတ်မှတ်ခဲ့ကြပါတယ်။အရောင်ကတရားဝင်နေရာယူသွားခဲ့ပါပြီ။ပြီးတော့နောက်ထပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒိုက်တာအရှုကစီးမင်းတွေကိုမလိုက်နာတော့ဘူးဆုံးဖြတ်ခဲ့ကြပါတယ်။ပြင်သစ်မှာပုံကတက်တဲ့ရုတ်ရှင်ဝေဖန်ရေးသမားတွေကနေရုတ်ရှင်ဖန်တီးသူတွေဖြစ်လာတဲ့ဖွန်ဆွတ်တီဖိုခေါင်းလူဂရော့နဲ့ အညစ်ပါတာလိုပုံကူတွေကတောက်ပနေတဲ့စတူဒီယိုရုပ်ရှင်တွေကိုယိုးယီလာပြီး front new way ကိုစတင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။လက်ကင်ကင်မရာတွေရုပ်တရက်ပြောင်းလဲသားတဲ့ဇက်ဝင်ကန်းတွေတဘာဝလင်းရောင်တွေနဲ့ကင်မရာကိုဓာတ်ရိုက်ပြောဆိုတဲ့ဇက်ကောင်တွေကိုလက်ခံကျင့်သုံးတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ Breathless The 400 Blues တို့ဟာရုပ်ရှင်တွေတသက်မှုတ်ပါဘူး။ဒါထုတ်ဖော်ပြောဆိုချက်တွေဖြစ်ပြီးပိတ်သက်တွေအံ့ဩခဲ့ကြပါတယ်။ ြီးတော့ဒိုင်တာစတူဒီယိုမဟုတ်ပဲရုပ်ရှင်ရဲ့စစ်မှန်တဲ့ဖန်တီးရှင်ဆိုတဲ့အယူဆကအမေရိကန်ရုပ်ရှင်ဖန်တီးသူတွေရဲ့စိတ်ထဲမှာမီတောက်တစ်ခုကိုနှိုးဆွပေးခဲ့ပါတယ်စတန်လီကူဘရက် FA ဟီကော့အင်မာဗယ်ရီမန်နဲ့ဖက်ဒလီကိုဖယ်လီနီလိုပုံကိုတွေကအလွန်ပုံကိုရေးဆန်ပြီးထူးဆန်းတဲ့ရုပ်ရှင်တွေကိုဖန်တီးခဲ့ကြပါတယ်ဒိုင်တာတွေဟာဆက်ယုံလုပ်သားတွေမဟုတ်တော့ပါဘူး သူတို့ဟာအမှုပညာရှင်တွေစိတ်ကူးစိတ်ဆန်းရှိသူတွေဇလံပြောသူတွေဖြစ်လာခဲ့ကြပြီးမကြခင်မှာဟောလိဝုဒ်ကိုတင်ပိုက်တော့မှာဖြစ်ပါတယ်ဒါဟာပုံကိုရေးမို့ပါဘူးဒါစီးပွားရေးတသက်ပါ1980ပြည့်နှစ်တွေရောက်လာပါပြီရုပ်ရှင်သမိုင်းမှာအပြောင်းအလဲရှိဆုံးဆယ်စုနှစ်လို့ဆိုနိုင်ပါတယ်ဟောင်းနွမ်းနေတဲ့စတူဒီယိုစနစ်ကပြိုကွဲနေခဲ့ပြီးရုံးငွေငွေတွေကျဆင်းနေခဲ့ပြီးပိတ်သက်တွေကကြံတန်းပြီးလက်တွေ့ကြတဲ့အန္တရာယ်ရှိတဲ့အရာတခုကိုလိုချင်ခဲ့ကြပါတယ် ဒါကြောင့်အဲ့ဒီကမောက်ကမတွေကိုဒိုက်တာမျိုးဆက်သစ်တွေဝင်ရောက်လာခဲ့ပါတယ်။ကိုစေးစီကော့ဗူလာစပီဘတ်လူကတ်နဲ့ကူဗရစ်တို့ဟာရုပ်ရှင်ဖန်တီးတွေတက်တက်မှုပေါ့။သူတို့ဟာရုပ်ရှင်လောကရဲ့ rock star တွေဖြစ်ခဲ့ပါတယ်။ The Godfather, Jaws, Star Wars အပါကိုလက်စီနောင် Taxi Driver တို့ဟာစီးမြင်တွေကိုရှိုးဖောက်အောင်သာမကပြန်လဲရည်ဆွဲခဲ့ကြပါတယ်။ဒီရုပ်ရှင်တွေတကားချင်းစီကရုပ်ရှင်လောကနဲ့ဒီနေ့ခေတ်ရုပ်ရှင်ဖန်တီးသူတွေပေါ်ဘလို့ယဉ်ကျေးမှုဆိုင်ရာတက်ရောက်မှုတွေရှိခဲ့တယ်ဆိုတာကိုနိုင်ပေါင်းများစွာပြောဆိုနိုင်ပါတယ်။ ပြီးတော့ဒီရုပ်ရှင်တွေက250ကျော်ကြာပြီးတဲ့နောက်မှာတောင်လူငယ်နဲ့အလားအလာရှိတဲ့ဒိုင်တာတွေကိုဘလို့ဆက်လက်လှုပ်ဆော်ပေးနေသေးလဲဆိုတာကိုပြောနိုင်ပါတယ်။ပြီးတော့ဘာဆက်ဖြစ်ခဲ့တယ်ထင်လဲ။ဒီရုပ်ရှင်တွေကပတ်စံတွေအများကြီးရှာပေးနိုင်ခဲ့ပါတယ်။စတူဒီယိုတွေကနုပညာနဲ့စီးပွားရေးကြားကနေရွေးချယ်စရာမလိုဘူးဆိုတာကိုသဘောပေါက်ခဲ့ပါတယ်။မှန်ကန်တဲ့ရွေချက်ရှိရင်နှစ်ခုစလုံးကိုရနိုင်ပါတယ်။နောက်ွယ်မှာတော့နီးပညာတွေကလည်းတိုးတက်ပြောင်းလဲနေခဲ့ပါတယ်။1986ခုနှစ်ထွက် မာဒသွန်မန်ဟာစတေဒီကန်ကိုအသုံးပြုတဲ့ပထမဆုံးရုပ်ရှင်တွေကတကားဖြစ်ပြီးဒေါ်လီထွက်ပါပဲရှော့မွေပြီးအထူးခြားသောရိုက်ချက်တွေကိုရိုက်ကူးနိုင်ခဲ့ပါတယ်။ဒီတီထွင်မှုကကျွန်တော်တို့ကိုအသက်ဝင်တယ်လို့ခံစားရတဲ့ရိုက်ချက်တွေကိုပေးခဲ့ပြီးဇလန်းနဲ့ကိုအရှိန်နဲ့တပြေးညီဆွဲခေါ်သွားသလိုပါပဲ။အပါကိုလက်စီနောင်းကအတန်တစားရဲ့နင်နမိတ်တွေကိုတွန်းအားပေးခဲ့ပါတယ်။ဒါဟာနောက်ကန်ဆူညံတန်တက်တက်မဟုတ်ပါဘူး။ဒါဟာစိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုဖြစ်ခဲ့ပါတယ်။ဝက်ကနာရဲ့ Right of the Bakuris ကလက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်။ အတန်ရောစမ်းမှုကပိတ်သက်တွေကိုစာရောင်းဆောင်ပေါ်ကင်နှစ်ပေါင်းများစွာကလေးကစစ်မြေပြင်နဲ့ရောက်စေခဲ့ပါတယ်ပြီးတော့ Star Wars ကရာအလုံးကိုပြောင်းလဲပစ်ခဲ့ပါတယ် Industry ရဲ့ Light and Magic ကိုဒီရုပ်ရှင်ဖြစ်မြောက်အောင်ဖန်တီးဖို့တဲ့တီးသန့်တည်ဆောက်ခဲ့တာပါ Motion Control Camera တွေနဲ့အသေးစားအဖက်တွေကိုစတင်အသုံးပြုခဲ့ပါတယ် ရုပ်တရက်ဆိုသလိုဆိုင်ဖိုင်ရုပ်ရှင်တွေကဒီပေါ်နေစရာမလိုတော့ပဲခန္ဓာကြီးကျင်နိုင်ခဲ့ပါတယ်။ Industrial Light and Magic ကဒီနေ့အထိရှိနေပါသေးတယ်။ဒါပေမဲ့ကြီးမြတ်တဲ့စွမ်းအားနဲ့အတူကုန်ထုတ်ပစ္စည်းတွေထုတ်လုပ်မှုတွေပါလာပြီးဒါကကျွန်တော်တို့ကို Blockbuster ခေတ်စီရောက်စေခဲ့ပါတယ်။ Jaws စာဝါရဲ့အောင်မြင်မှုကစတူဒီယိုတွေကိုလွန်ရေးကြီးတဲ့အရာတစ်ခုကိုတင်ပေးခဲ့ပါတယ်။ရုပ်ရှင်ကြီးကပတ်စံတွေအများကြီးရှာပေးနိုင်တယ်ဆိုတာကိုပေါ့။အဲ့ဒီလိုနဲ့ Blockbuster တွေမွေးဖွားလာခဲ့ပါတယ်။1980ပြည့်နှစ်တွေမှာ Indiana Jones, Back to the Future, ကော့ဘတ်စတာစ်တော့ဂန်ဘတ်မန်လိုမျိုးပိတ်သက်ကိုဆွဲဆောင်နိုင်တဲ့ကြီးမားတဲ့ရုပ်ရှင်ကားတွေပေါ်ထွက်လာခဲ့ပါတယ်။ဒါတွေကရုပ်ရှင်သက်သက်မဟုတ်ပါဘူး။ဒါတွေကဖြစ်ရည်တွေဖြစ်ခဲ့ပါတယ်။ကစားစရာတွေ၊စီရီတွေ၊တန်ပတ်တွေရှိခဲ့ပြီးရုပ်တရက်ဆိုလိုရုပ်ရှင်တစ်ခုကဇလန်းတစ်ခုသက်သက်မဟုတ်တော့ပဲအဲ့ဒီခေတ်ကနောက်ထပ်အစ်တစ်ခုကိုလည်းမိတ်ဆက်ပေးခဲ့ပါတယ်။လူရည်သည်ရုပ်ရှင်ရာသီဆိုတဲ့ဟာပေါ့။စတူဒီယိုတွေကသူတို့ရဲ့အကြီးအကျယ်ဆုံး၊ရုံဝင်ဝေအကောင်းဆုံးရုပ်ရှင်တွေကိုထုတ်ဖော်ပြသတဲ့အချိန်ဖြစ်ပါတယ်။ ီနီးဗျူဟာကလုတ်ဖြစ်ခဲ့ပြီးရန်ကောင်းလွန်းတာဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့စတူဒီယိုတွေကဒီနေ့ထိအဲ့ဒီနီးဗျူဟာကိုအသုံးပြုနေကြတော့မှာပဲ။ဒါပေမဲ့ရုပ်ရှင်ရုံတွေက block buster တွေအတွက်ဆိုရင် home video ကတော့ကျန်တာအလုံးအတွက်ဖြစ်ခဲ့ပါတယ်။ VAS ပေါ်ပေါက်လာတာနဲ့အမျှရုပ်တရက်ဆိုသလိုဘဒူးမဆိုးရုပ်ရှင်ရုံတစ်ခုကိုပိုင်ဆိုင်နိုင်ပြီးအချိန်ချင်းပြန်ကြည့်နိုင်ပြီးခဏရပ်နိုင်ပြီးပြန်ရင်နိုင်ပြီးလေ့လာနိုင်ပြီးဖြစ်ပါတယ်။ ဒါကကျွန်တော်တို့ရုပ်ချင်းကြီးစုပုံကိုပြောင်းလဲပစ်ခဲ့ပါတယ်။တကယ်တော့တရှူသော Cut Classic တွေက VS ပေါ်မှာမွေးဖွားခဲ့တာပါ။တသင်း Evadet Cross နဲ့ Donnie Yee Darko လိုရုပ်ရှင်တွေဟာရုပ်ရှင်ယုံကနေထွက်ခွာပြီးနောက်မှာသူတို့ရဲ့ပိတ်သက်တွေကိုရှာတွေ့ခဲ့ကြပါတယ်။စတူဒီယိုအတွက်တော့ဒါအကြီးကျယ်ပါပဲ။ယုံဝင်ဝင်အောင်မြင်ခဲ့တဲ့ရုပ်ရှင်တခုက Home Release မှာအတန်းနဲ့ရှိပြီးရှာပေးခဲ့နိုင်ပါသေးတယ်။ရုပ်ရှင်ယုံတွေဟာရုပ်ရှင်တခုရဲ့အဆုံးသတ်မှုတော့ပါဘူး။ဒါရီယာပထမဆုံးအဆင့်သာဖြစ်ခဲ့ပါတယ်။ 1990ပြည့်နှစ်တွေရောက်တော့ Academy Awards တွေကစက်မှုလုပ်ငန်းပွဲတော်တစ်ခုတက်တက်မဟုတ်တော့ပါဘူး။ဒါတွေကယဉ်ကျေးမှုဆိုင်ရာတန်ဖိုးတစ်ခု ဖြစ်ခဲ့ပါတယ်။အကောင်းဆုံးရုပ်ရှင်စုရရှိခြင်းက Titan နဲ့ Foragent တို့မဟုတ် Gladiator လိုရုပ်ရှင်တွေကိုဒဏ္ဍာရီဆန်တဲ့အဆင့်တန်းကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒါကပတ်စံအကြောင်းတက်တက်မဟုတ်ပါဘူး။ဒါကအသီးမဲ့ပြူခြင်းအကြောင်းဖြစ်ပါတယ်။စတူဒီယိုတွေကစူပွေးပွဲရာသီတွေမှာ Prestige project တွေကိုတွန်းအားပေးခဲ့ပြီး indie ရုပ်ရှင်တွေကလည်းရုပ်ရည်ဆိုသလိုသူတို့ရဲ့အစဉ်နဲ့အထက်ပုံပုံမြင်မားစွာရင်ပြိုင်နိုင်ခဲ့ကြပါတယ်။ Oscar စုပေးပွဲညကကမ္ဘာလုံးဆိုင်ရာ TV season တစ်ခုဖြစ်လာတာနဲ့အမျှရုပ်ရှင်တွေကိုရုံဝင်ငွေနဲ့တင်တရားစီရင်တာမဟုတ်တော့ပဲအမွေအနှစ်နဲ့လည်းတရားစီရင်ခဲ့ကြပါတယ်။ပြီးတော့ဒိုင်နိုဆောတွေပေါ်ထွက်လာခဲ့ပါတယ်1993ခုနှစ်မှာ Jurassic Park ကရာအလုံးကိုပြောင်းလဲပစ်ခဲ့ပါတယ် ်ပထမဆုံးအကျင့်ဖြစ် CGI ဟာကတ်တွန်းလိုမဟုတ်ဘဲလက်တွေ့ကျတယ်လို့မြင်ခဲ့ရပါတယ်။နှစ်နှစ်ကြာမှာ Twin Story ကပထမဆုံးလုံးဝကွန်ပျူတာ animation ရုပ်ရှင်ကားဖြစ်လာခဲ့ပါတယ်။1999ခုနှစ်မှာ The Matrix က Bullet Time နဲ့ Digital ကဘာတွေနဲ့ကျွန်တော်တို့ရဲ့စိတ်တွေကိုလွင့်စင်စေခဲ့ပါတယ်။ Message ကရှင်းပါတယ်။စိတ်ကူးနိုင်ရင်ဖန်တီးနိုင်ပါတယ်။ရုပ်ရှင်ဖန်တီးခြင်းကသင်တိဆောက်နိုင်တာတွေအကြောင်းမဟုတ်တော့ပါဘူး။သင် render လုပ်နိုင်တာတွေအကြောင်းဖြစ်ပါတယ်။ The Lord of the Rings Trilogy က ဂူလန်နဲ့ဤပညာကိုပို့ပြီးတွန်းအားပေးခဲ့ပါတယ်။အန်ဒီဆာဂစ်ကိုမိုးရှင်းကတ်ချာနဲ့အသုံးပြုပြီးဝီတာကစိတ်ခံစားမှုဆိုင်ရာနည်းနည်းမှုရှိတဲ့လုံးဝဒီဂျစ်တယ်ဇက်ကောင်ကိုဖန်တီးခဲ့ပါတယ်။ဒါပိသက်တွေ CGI ဖြိုပြင်မှုတစ်ခုနဲ့ပုံရိပ်တသက်မှုပဲအမှန်တကယ်ဆက်သွယ်မိခဲ့တဲ့ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ကဲဒါဆိုရင် CGI ကလူတွေကိုအံ့အားသင့်စေခဲ့တယ်။ blockbuster တွေကပတ်စံတွေအများကြီးရှာပေးခဲ့တယ်။ indie ရုပ်ရှင်တွေက Oscar ဆုတွေရရှိခဲ့တယ်။ ဒါပေမဲ့နောက်ထပ်တစ်ခုကကျွန်တော်တို့ရုပ်ရှင်တွေနဲ့အပြန်အလှန်ဆက်ဆံပုံကိုတိတ်တိတ်ဆိတ်ဆိတ်ပြောင်းလဲနေခဲ့ပါတယ် DVD ကိုမိတ်ဆက်ပေးလိုက်ပါပြီရုပ်တရက်ဆိုသလိုသင်ရုပ်ရှင်တွေကိုကြည့်နိုင်ပြီးဘလို့ဖန်တီးခဲ့လဲဆိုတာကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်မရှက်ပေးတဲ့နေ story book တွေနောက်ွယ်ကရိုက်ကူးရေးပုံရိပ်တွေဖျက်လိုက်တဲ့ဇဝင်ကန်းတွေ Easter S တွေနဲ့အပြန်အလှန်ဆက်ဆံနိုင်တဲ့မီနူးတွေရှိလာခဲ့ပါတယ်။ရုပ်ရှင်ဖန်တီးသူတွေကအခုဆိုရင် DVD ပေါ်မှာအတွေ့အကြုံတွေကိုစီစဉ်နေကြပါပြီ။ Peter Jensen လို့ဒါရိုက်တာတွေက The Lord of the Rings Extended Edition တွေကိုနိုင်ပေါင်းများစွာပါဝင်တဲ့အကြောင်းအရာတွေနဲ့ထုတ်ဝေခဲ့ပြီးလူတွေကိုနိုင်ပေါင်းများစွာကြည့်အောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ Blade Runner မှာဘာချင်းများစွာရှိခဲ့ပြီးတင့်ကို Multiverse တစ်ခုဖန်တီးနိုင်ပါတယ်။ပြီးတော့ Kingdom of the Heaven ကဒါရိုက်တာရဲ့ဖြစ်တော်မှုကြောင့်ရုပ်ရှင်ကိုဖြစ်တော်မှုနဲ့လုံးဝကွဲပြားပြီးပုံမှန်ကောင်းမွန်တဲ့ရုပ်ရှင်တကားဖြစ်ခဲ့ပါတယ်။ ဒါဟာပိသက်တွေကရုပ်ချင်းအကြောင်းနဲ့မဟုတ်ပဲရုပ်ချင်းဖန်တီးခြင်းအကြောင်းကိုပါစတင်စိတ်ဝင်စားလာတဲ့ခေတ် ဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ story book နဲ့ Vaju ရဲ့ first breakdowns တွေကိုစိတ်ဝင်စားနေချိန်မှာ franchise တွေကနေရာယူလာခဲ့ပါတယ်။တမိုင်းတစ်လျှောက်ဝင်ငွေအများဆုံးရုပ်ချင်းကစေကားတွေကကိုက franchise ရုပ်ရှင်တွေဖြစ်တယ်ဆိုတာသင်သိပါသလား။ဒါဟာမတော်မဆမဟုတ်ပါဘူး။စတူဒီယိုတွေကမူရင်းဇလံတွေအနေနဲ့များလာပြီဆိုတာကိုသဘောပေါက်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆက်တွဲတွေကတော့လုံခြုံပါတယ်။ နာမည်ကြီး IMS တွေကတော့ပို့ပြီးလုံခြုံပါတယ်ဒါကြောင့်စတူဒီယိုတွေကနှစ်ဆတိုးပြီးစူးစမ်းဖို့ဆုံးဖြတ်ခဲ့ပါတယ် Harry Potter Pirates of the Caribbean The Dark Knight Trilogy The Hunger Games နဲ့အကြီးဆုံးတစ်ခုဖြစ်တဲ့ Marvel Cinematic Universe မှာ Iron Man က2008ခုနှစ်မှာထွက်ရှိခဲ့ပြီးနောက် Marvel ကဂိမ်းကိုပြောင်းလဲပစ်ခဲ့ပါတယ်အခုဆိုရင်ဒါရုပ်ရှင်တကာအောင်မြင်တာအကြောင်းသက်သက်မဟုတ်တော့ပါဘူးဒါဟာရုပ်ရှင် universe တစ်ခုကိုတိဆောက်ရတဲ့အကြောင်းရင်းဖြစ်ပါတယ် ရုပ်ရှင်တကားစီကတိရှာဇလန်မဟုတ်ပါဘူးဒါပရိဟိပိုင်းစားတခုမျှသာဖြစ်ပါတယ်ပြီးတော့ဒီပုံစံကအလုံးဖြစ်ခဲ့တဲ့လုံးဖြစ်တော့တဲ့အထိပေါ့စတူဒီယိုတွေကဒေါ်လာဘီလီယံတန်ဖရန်ချိုက်စ်တွေတိရှောင်းနေချိန်မှာနီးပညာကတိတ်တိတ်ဆိတ်ဆိတ်အခြေအနေကိုပြောင်းလဲနေခဲ့ပါတယ်ကင်မရာတွေကဈေးပိုတက်တာလာခဲ့တယ် digital ကင်မရာတွေကဈေးကွက်တွေဝင်လာခဲ့ပါတယ်2002ခုနှစ်မှာ Star Wars Attack of the Clones က digital ကင်မရာတွေနဲ့လုံးဝရိုက်ကူးတဲ့ပထမဆုံးအဓိကရုပ်ရှင်ဖြစ်လာခဲ့ပါတယ် ရလဒ်တွေကမတိကြမီရခဲ့ပေမဲ့ရှင်တွေကရှင်းနေခဲ့ပါတယ်။ဖလင်က digital နဲ့ရင်ပြိုင်နေုံသာမကချုံနှိမ့်တော့မှာဖြစ်ပါတယ်။ဒါပြင် editing software တွေကလက်တော့ရှိတဲ့ဘဒူးမဆိုအသုံးပြုနိုင်ခဲ့ပါတယ်။ YouTube ကို2005ခုနှစ်မှာစတင်ခဲ့ပြီးရုပ်တရက်ဆိုဆိုအိတ်ခမ်းတွေကခလီတယောက်က Hollywood editor တယောက်နဲ့တူညီတဲ့ကိရိယာတွေကိုအသုံးပြုနိုင်ခဲ့ပါတယ်။ Paranormal တန်ဂျူရီနဲ့စာရှင်းလို့ရုပ်ရှင်တွေကအကြီးအကျယ်ရိုက်ခွေးဖွဲ့မလို့အဘူးကောင်းမွန်တဲ့စိတ်ကူးတစ်ခုသာလိုအပ်တယ်ဆိုတာကိုတက်တည်ပြခဲ့ပါတယ်။ Digital တော်လိုင်းကဖန်တီးသူမျိုးဆက်တစ်ခုကိုမွေးဖွားပေးခဲ့ပါတယ်။ ရုပ်ရှင်နဲ့ contact ကြားကမြင်းချောင်းကဝေဝါးလာနေပါပြီ2010ပြည့်နှစ်တွေရောက်တော့ Flynn Reese တွေပျောက်ကွယ်သွားခဲ့ပါပြီ Studio တွေက35 mm ပုံမှာမထုတ်တော့ဘဲရုပ်ရှင်ရုံတွေက digital projector တွေစီပြောင်းလဲခဲ့ပါတယ် Kodak က Dewali ခံခဲ့ပါတယ် Flynn Lens တွေပိတ်ခဲ့ပြီးရုပ်ရှင်ဖန်တီးသူမျိုးဆက်တစ်ခုလုံးဟာ Flynn Street ကိုဘယ်တော့မှထိတွေ့ရတော့မှာမဟုတ်ပါဘူး digital က format စစ်ပွဲကိုတရားဝင်နိုင်ရခဲ့ပါပြီ။ ဒါပေမဲ့တေချာတာကတော့လူတိုင်းကလက်နက်ရှာခဲ့တာမဟုတ်ပါဘူးခရစ်စတိုဘာနိုလန်ခွန်တီတာယန်တီနိုနဲ့ပေါ်သောမတ်အန်ဒါဆန်လိုဒိုက်တာတွေကပြန်တွန်းအားပေးခဲ့ကြပါတယ်သူတို့ကဖလင်နဲ့ရိုက်ကူးခဲ့ကြပြီးဖလင်တွေပဲပြသခဲ့ကြပါတယ်ရန်ဒီနိုကသူ့ရဲ့ကိုယ်ပိုင်70မီလီမီတာရုပ်ရှင်ရုံတော့ဖွင့်လှစ်ခဲ့ပါသေးတယ်။ဒီဂျစ်တယ်ကအနာဂတ်ဖြစ်နိုင်ပေမဲ့တချို့ဇာတ်လမ်းတွေတက်တော့အရင်ခေတ်ရဲ့ရေကုန်သံမျိုးလိုအပ်နေပါသေးတယ်။ဒါကပဲဒီနေ့ခေတ်ဒိုက်တာများစွာရှာဖွေနေတဲ့အရာတစ်ခုပါ။ ပြီးတော့နောက်ဆုံးအကြီးမားဆုံးအပြောင်းလဲကတော့ streaming ပါပဲအစားကတော့ Netflix က DVD တွေပေးပို့နေရကနေနောက်တော့ Netflix ကအားလုံးကို streaming လုပ်ပေးခဲ့ပါတယ်ပြီးတော့တခြားသူတွေလည်းအတူတူပူးပေါင်းပါဝင်လာခဲ့ကြပါတယ် Hulu, Amazon, Disney Plus, HBO Max, Apple TV, Peacock, Paramount Plus စသည်ဖြင့်ပေါ့ရုပ်တရက်ဆိုသလိုရုပ်ရှင်ယုံနေမှာပြသတဲ့ရုပ်ရှင်တွေဟာပြန်ဆိုင်မှုတွေနဲ့ကြုံတွေ့လာရပါတယ်တခြားရုပ်ရှင်တွေမှာလည်းမဟုတ်ပဲတထိုင်နဲ့ကြည့်နိုင်တဲ့ show တွေ game တွေ YouTube နဲ့ TikTok တို့စီကပါပြန်ဆိုင်မှုတွေပေါ်ပေါက်လာခဲ့တာပါ ိုဗစ် -19 ကဒီအပြောင်းလဲကိုပို့ပြီးအရှင်မြင့်နေပေးခဲ့ပြီးရုပ်ရှင်ရုံတွေပိတ်ကုန်ပါတယ်။ဆိုမူလန်နဲ့ The Irish Man လို့ရုပ်ရှင်တွေကအွန်လိုင်းပေါ်တိုက်ရိုက်ရောက်ရှိလာခဲ့ပါတယ်။ရုပ်ရှင်ရုံမှာလူစုလူဝင်းနဲ့ကြီးစုရတဲ့အတွေ့အကြုံတွေမိမ့်မိန်စာပြုလာခဲ့ပါတယ်။ရုပ်ရှင်တွေကနောက်ခံစူညံတန်တွေလိုဖြစ်လာခဲ့ပြီး streaming ကရုပ်ရှင်ကိုအရင်ကတည်းကပုံမူကြည့်ရှုနိုင်အောင်လှုပ်ဆောင်ပေးခဲ့ပေမဲ့ပုံပြီးရင်းပါတော့တဲ့အရာတခုဖြစ်သွားခဲ့ပါတယ်။ပြီးတော့အရာအလုံးရက်တန့်သွားခဲ့ပါတယ်။ 2020ပြည့်နှစ်ဒီမှာကမ္ဘာကယောဂါကရုပ်ရှင်ထုတ်လုပ်ရေးတွေကိုရပ်ဆိုင်းခဲ့ပြီးရုပ်ရှင်ယုံတွေကိုပိတ်ပစ်ခဲ့ကရုပ်ရှင်ထွက်ချီးမှုတွေကိုလည်းနှောင့်နှေးစေခဲ့ပါတယ်။တန်နဲ့လိုရုပ်ရှင်တွေကပိတ်သက်တွေကိုပြန်လည်ဆွဲဆောင်မှုစ조사ခဲ့ကြပေမဲ့မူလန်လိုတခြားရုပ်ရှင်တွေကတော့ Disney Plus ကိုတိုက်ရိုက်ရောက်ရှိသွားခဲ့ပါတယ်။နှစ်ပေါင်း100ကျော်တွင်ပထမဆုံးအကြိမ်ဖြင့် Hollywood ကခဏညံ့ခဲ့ပါတယ်။ဒါကလူတိုင်းကိုရုပ်ရှင်တွေကိုဘယ်လိုဖန်တီးခဲ့လဲ၊ဘယ်လိုဖျက်ချီလဲ၊ပိတ်သက်တွေအမှန်တကယ်ဘာလို့ရှင်လဲဆိုတာကိုပြန်လည်စဉ်းစားဖို့တွန်းအားပေးခဲ့ပါတယ်။ပိတ်သက်တွေကစွန်သားမှုတွေကိုထပ်မံမြင်တွေ့ကျင်လာခဲ့ကြပါတယ်။ တော့ဂန်မေဘရစ်ဘာဗီအိုပန်ဟိုင်းမားလိုမျိုးရုပ်ရှင်တွေပေါ်ထွက်လာခဲ့ပါတယ်။ရုပ်တရက်ဆိုသလိုစတူဒီယိုတွေကဘလို့ခုံမြန်ကြော်လွှားရမလဲဆိုတော့ပြန်မှတ်မိလာခဲ့သလိုခံစားရပါတယ်။ franchise ရုပ်ရှင်တွေကြာဆင်းလာခဲ့ပြီး indie project တွေကတော့အောင်မြင်လာခဲ့ပါတယ်။ဒါကလွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်ကအခြေအနေနဲ့လုံးဝဆန့်ကျင်ဘဲဖြစ်ခဲ့ပါတယ်။အခုတော့ကျွန်တော်တို့ထူးဆန်းတဲ့နေပဲအစ်တစ်ခုကိုဝင်ရောက်နေပါပြီ။ AI ကစညွန်းတွေကိုရေးနိုင်တယ်၊ဇက်ကောင်တွေကိုကတ်တွန်းလုပ်နိုင်တယ်၊တေးဥဆောင်တွေကိုငယ်ရွယ်အောင်ပြန်လုပ်နိုင်တယ်၊အတန်တွေကိုဖန်တီးနိုင်ပါတယ်။ဒါကရီတာရုပ်ရှင်ကိုကင်ဆူမားကင်မရာတွေနဲ့ရိုက်ကူးခဲ့ပြီး block booster အဖြစ် SK ပြန်လုပ်ခဲ့ပါတယ်။ဒါမန်တာရိုရီယန်က volume လို့ခေါ်တဲ့ကြီးမားတဲ့360 degree LED နံရံတစ်ခုကိုမိတ်ဆက်ပေးခဲ့ပြီး AR ရဲ့ engine နဲ့ real-time environment တွေကိုဖန်တီးပေးခဲ့ပါတယ်။ green screen မရှိဘူး၊နေရာချတရားမလိုဘူး။ဗီဒီယိုဂိမ်းတစ်ခုလိုကင်မရာလှုပ်ရှားမှုတွေကိုတုံ့ပြန်တဲ့အသက်ဝင်နေတဲ့ဇာတ်ဝင်ခန်းတစ်ခုသာရှိပါတယ်။ ဒါရုပ်ရှင်ဖန်တီးခြင်းရဲ့ကစားကွင်းအသစ်တစ်ခုဖြစ်လာခဲ့ပါတယ်။ကျွန်တော်တို့ကရုပ်ရှင်တွေကိုလက်တွေ့နေရာတွေမှာပါပဲ၊ရုပ်ပိုင်းဆိုင်ရာဇာတ်ဝင်ပြန်နေမှာပါပဲ၊လူသားသေးဥဆောင်နေမှာပါပဲတောင်ဖန်တီးနိုင်မဲ့အခြေအနေတစ်ခုကိုရောက်ရှိနေပါပြီ။ဒါသိလုံးချစရာလည်းကောင်းလို့ကြောက်စရာလည်းကောင်းပါတယ်။ဘာလို့လဲဆိုတော့မိကွန်ကကျွန်တော်တို့ဘာလို့နိုင်နေဆိုတာလည်းမဟုတ်ပဲဘာလို့တင်လဲဆိုတာပါပဲ။ရုပ်ရှင်ဖန်တီးခြင်းတမိုင်းကအနည်းမြင့်တွေနဲ့ပြည့်နှက်နေပါတယ်။ဒါနီးပညာတွေတိုးတက်လာပြီးရုပ်ရှင်ကိုကယ်တင်နေတဲ့စိတ်ခံစားမှုလှေကားတစ်ခုပါပဲ တစ်ဖက်မှာလည်းဤပညာတွေကလုံမင်းတိုးတက်လာနေတဲ့အတွက်ကျွန်တော်တို့ကိုရုပ်ရှင်ရုံစီပထမဆုံးချိန်ဆက်ဆောင်ခဲ့တဲ့အရာတွေကိုစတင်ဆုံးရှုံးလာနေပါပြီ။တစ်ဖက်မှာတော့ကြီးမားတဲ့ franchise တွေ streaming ကုမ္ပဏီကြီးရဲ့နောက်ဆက်တွဲတွေပြန်လည်ဖန်တီးမှုတွေပြန်လည်ရိုက်ကူးမှုတွေရှိနေပြီးတခြားတစ်ဖက်မှာတော့ယင်းဤတဲ့ indie တွေစွန့်စားရတဲ့ဇာတ်လမ်းတွေကမ္ဘာလုံးဆိုင်ရာအသံတွေနဲ့ iPhone နဲ့ဖန်တီးထားတဲ့ရုပ်ရှင်တွေရှိနေပါတယ်။ဒီနေ့ခေတ်ရုပ်ရှင်လောကကလေးနက်နှစ်ဖက်နဲ့အရှင်တွေရှိနေပါတယ်။အမှုပညာနဲ့ content စွန့်စားမှုနဲ့ပုံသင်ပြီးဆရာထက်သန်မှုနဲ့အမျက်ဆုံးတို့ရဲ့ကြားမှာပေါ့။ ဒါပေမဲ့ဒီရာအားလုံးကြားထဲမှာတခုတော့မပြောင်းလဲပါဘူးရုပ်ရှင်တွေကအေးပါနေသေးပါပဲ parasite ကအကောင်းဆုံးရုပ်ရှင်စုရသည်ဖြစ်စေတင့်ကိုမျက်ရည်ကျသေးတဲ့ TikTok ဗီဒီယိုတိုတခုဖြစ်စေရုပ်ရှင်ဖန်တီးခြင်းဟာကျွန်တော်တို့ကိုတစ်စုံတစ်ခုခံစားရသည်ဖို့ဆွမ်းအားရှိနေသေးပါပဲဒါဆိုကျွန်တော်တို့ဘာတွေသင်ယူခဲ့ကြလဲရုပ်ရှင်ဟာတိလိုသေးကနေမွေးဖွားလာခဲ့တာပါပုံကန်ခြင်းကနေကြီးထွားလာခဲ့ပြီးစမ်းသစ်တီထွင်မှုကနေပြောင်းလဲတိုးတက်လာခဲ့ကဒီနေ့မှာတော့လမ်းစုံလမ်းကွာမှာရက်တည်နေပါတယ် ါပေမဲ့ဒါကိုတင်ကြည့်နေရဆိုရင်အခုဆိုရင်တင်ဟာဒီဇလန်ရဲ့ဒစိတ်တစ်ပိုင်းဖြစ်နေပါပြီ။ဘာလို့လဲဆိုတော့ရုပ်ရှင်တွေရဲ့နာဂတ်ကဟောလိဝုဒ်အတွက်မဟုတ်ပါဘူး။ဒါစွန်းစားရတဲ့ရုပ်ရှင်ဖန်တီးသူအတွက်ပါ။ပစ်ဇာတွေထက်လူတွေကိုပိုကူးဆိုင်တဲ့ဇလန်ပြောသူတွေအတွက်ပါ။ပြီးတော့ပြီးပြည့်စုံမှုထက်စစ်မှန်မှုကိုလိုက်စားသူတွေအတွက်ပါ။ရုပ်ရှင်သမားရဲ့နောက်ထပ်ကြီးကြီးခမ်းနားတဲ့အခိုက်အတန့်ကစတူဒီယိုတစ်ခုမှဖြစ်လာမှာမဟုတ်ပါဘူး။ဒါအသင်းရဲ့ကားကိုယ်တော်ထဲမှာဖြစ်လာနိုင်ပါတယ်။အသင်းရဲ့အိတ်ခမ်းထဲမှာလည်းဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ရုပ်ရှင်သမားရဲ့နောက်ထပ်ခန်းကဏ္ဍကအသင့်အတွက်ဖြစ်နိုင်လို့ပါပဲဒီຢာတွေအလုံးကတင့်စိတ်ထဲမှာမီတောက်တစ်ခုကိုနှိုးဆွပေးခဲ့ရဆိုရင်ဒါကိုကြည့်ပြီးငါလဲရုပ်ရှင်တွေကိုဖန်တီးခြင်းတယ်လို့တင်တွေးခဲ့ရင်ကျွန်တော်အသင့်ကိုယူသားသာပြောပြသည်ဟောလိဝုဒ်မှာနေရမလို့ပါဘူးဒေါ်လာတန်ပေါင်းများစွာမလိုအပ်တယ်လို့ခွင့်ပြုချက်တောင်မလိုပါဘူးတင်မှာမှန်ကန်တဲ့လေ့ကျင့်မှုမှန်ကန်တဲ့ကိရိယာတွေနဲ့စတင်မှုတက်တည်တာလိုပါတယ်သင်ကရုပ်ရှင်သမားရဲ့ဒဇိတပိုင်းနဲ့နောက်ထပ်ရုပ်ရှင်စင်နာတစ်ခုရဲ့ဒဇိတပိုင်းဖြစ်ရှင်နေဆိုရင်အောင်မြင်ဖို့လိုအပ်တဲ့ကြွမ်းကျင်မှုအားလုံးကိုသင်ယူလိုက်ပါ 아 l o n g u c i d u r i m a r e